သာယသမီးစီပွားရေးလိုက်စားပြီးကြရတဲ့အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာရိဟုသောအမိုက်တိုက်ထဲမှာသေသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်ရမှာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိနည်းမဂ္ဂင်တွေရောက်ပြီးကြရနေသောကြောင့်အော်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကို တွဲနေတဲ့ပုဂ္ဂိုလ် မမြုပ်အောင်မမျောအောင်ကိုယ်ပိုင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချက်မှန်ပါဗျာဒါရင်လာရမေရှိပါရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာဝိပဿနာလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှာသိလို့ဖောင်းနေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်မှန်ပါဗျာအဲ့ပုဂ္ဂိုလ်မြောက်ပါလောကကြီးထဲမှာတကယ်ကျွယ်ရှိတယ်ဗျာမရှိကြဘူးမှန်ပါဗျာအဲ့ဒါကြွကြစဉ်းစားပါလို့ခွန်ကြီးတို့ဒကာရမတွေသတိပေးလိုက်ပါတယ် ဒါရီသမီးအစီပွားရေးကိုအမောရပန်းလိုက်ပြီးဒီကာလတနေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တခါကျွဲတော့ရောင်းဝယ်လာတာကုနေတဲ့ရက်လည်းမဟုတ်ပါဘူးဗျာမှန်ပါဗျာနေတဲ့လလည်းမဟုတ်ပါဘူးဒါရီကလည်းပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းနေအလုံးလို့ပြီးဒီကာလမောဟရိဥဒ္ဒတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလို့ပြီးဒီကာလနေတာညာစကန်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလို့ခရီးကခေါ်လိုက် ဘောပါညာစကားလို့မဟုတ်တော့ကြသူ့ဘယ်နဲ့ဆိုကြပါ့မလဲအိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဘုပါဒနာလှုပ်လှုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏ္ဍာရိအိပ်ပျော်ခြင်းမှနိုးပိရိကာလဝိဇ္ဇာအလောဘရိအလုတ်ကိုလှုပ်နေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဖះကခေါ်လိုက်ပါတယ်လို့သေသေချာချာပဲမိတ်ရှိဩော်ဒါဖြင့် လောကကြီးထဲမှာတရားကျော်တရားသစ်တို့အိတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မှန်ပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ကိုမှန်ပါဗျာဒါပြန်အိတ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရည်ကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကျင်လို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိုက်မယ်ဆိုတာဖြင့်တန်လျာမရှိကြဘူးမှန်ပါဗျာအိတ်ပြောင်းနေတာဟုတ်အိပ်ပြန်နေတဲ့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကတကအောင်တို့တိုက်ချလိုက်တော့သူ့ခိုးခွေရရှိသေးရဲ့ ိုးကိုရမရှိတော့ဘယမရမျိုးပြီးဒီကလာဝဲရဲရဝဲရကနေပြီးသုတ်သွားတော့အောက်ရောက်အပဲလေးပါးရိဥဒ္ဒနေရဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတကကျေတကတစ်တို့ယုံမလားမှန်ပါဗျာ။အော်ဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်တာယေသမီးရရှိပါရဲ့နဲ့လုံနေတာဟာဘုရားကလည်းဟောဆရာခွန်ကြီးကထပ်ပြန်တရိပ်ပေးလိုက်ပြန်တော့ဒါအိတ်နေတဲ့လုံလို့ဆိုပါကလား တပတ်ကြကြတာယသမီးစီပွားရလိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုလဲတော့ခရကအဝိဇ္ဇာကဖုံလုံးတဏှာကလိုခြင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေတာရှိရလားငါလိုတိုင်းနဲ့ဒါနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပျော်တဲ့ပုဂ္ဂိုလ်တွေပဲပညာရိဟုသောနိုးခြင်းဖြင့်နိုးပါရဲ့လားနိုးပါဗျာဩော်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေ ိတ်ချိန်နဲ့နှိုးချိန်ဒီကားလို့ဆင်းဖြင့်အရှင်ရှားကြည့်ပါလားမှန်ပါဗျာဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါဒီအဝိဇ္ဇာဒီသောအိပ်ပျော်ခြင်းမှနှိုးပြီးကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းကဟောတဲ့တရားဖြစ်နေသောကြောင့်ဒကာရမရေယနေ့ရှေးပိုင်းမှာတံဝေကအာဖြင့်၎င်းအမှားအာဖြင့်၎င်းဥပါဝုံတို့ဟောလိုက်တယ်နော်မှန်ပါဗျာဒါရီသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲ ဘာကြတော့အဝိဇ္ဇာတဏ္ဍာရိအလုတ်ကိုဗျာဘာဆိုကြမယ်ဝိဇ္ဇာတဏ္ဍာရိအလုတ်ဆိုတော့ခရကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒကာရမရမရဏဆိုတဲ့